အဲ့တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနုဒိန်နုထောပတ်တို့တရားတွေအတွက်နွားကထွက်တဲ့နုထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထုံးနဲ့ စံစဘာဆိုင်ပြိုးတယ်ပဲနန်းဆိုင်ပြိုးတယ်ပြီးတဲ့အခါကျတော့ကုံရောင်းကုံဝဲလုပ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုံရောင်းကုံဝဲလုပ်တယ်အဲ့ဒါသူစီပွားပဲဘုရားဝတ္တမဖြစ်ခင်ကလည်းအဲ့ဒီစီပွားကိုလုပ်တယ်ဘုရားဝတ္တဖြစ်တော့လည်းအဲ့ဒီစီပွားပဲလုပ်တယ်သူဒါတစ်စိတ်တစ်စောင်းကြည့်မယ်ဆိုရင်အနာတပိတ်ရဲ့စီပွားဟာဒီတိုင်းပဲ ဝိတံခါတို့ရောစီးပွားရောဆိုတော့သူတို့လည်းတူတူပဲဒီစီးပွားဝယ်လောက်ကြတယ်အယောင်းဝယ်လောက်တယ်လက်ထုံးနေနွားချောင်းနေအဲ့ဒီဟာတော့အဓိကမြန်မာနိုင်ငံလူနိုင်ငံမျိုးမှလည်းပဲမြေရာတွေပေါများသည့်အတွက်ကြောင်းလက်ထုံးချင်းနွားချောင်းချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလေသမားတွေကဆင်းရဲလွမ်းပါဖြစ်နေကြတယ်ပေါ့နော် အမှားတော့လေတော့နှောင်းချောင်းချင်းအခြေခံပြီးတော့သာဝဏီကိုထောက်ပံ့နိုင်တာဖြစ်လို့ညီရမလောကိစားရဟာအပြစ်လည်းကင်းပြီးတော့သန္တရိခါလည်းဖူလုံးစေတာပေါ့ဒီနေ့ခေတ်မှာတော့ agriculture based economy ဆိုပြီးတော့စပြေရေးကိုအခြေခံတဲ့စီးပွားရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတစ်ခုပဲ ဘာလို့လဲတော့ဆိုရင်လူဆိုတာတပြည့်ပစ္စည်းတွေဥပမာကာမစီလည်းနေလို့ရတယ်ထမင်းမစားပဲနေလို့မရအစမ်းနဲ့ရိတ်ခါကမတမအရေးကြီးတယ်ကဘာမှာလူတွေရှိအောင်တယောက်လောက်ကစမ်းနဲ့ရိတ်ခါမလုံးမလောက်ဘူးဖြစ်တယ်လို့ဆိုတယ်ဒါကြောင့်မို့စမ်းနဲ့ရိတ်ခါထုတ်လို့တဲ့အလုပ်ကတော့အဲ့မတမလုံးတဲ့လုံးထိုက်တဲ့အလုပ်ရှေးခေတ်ကတော့ ဝိတံခါရတို့နာရဝေရင်တို့စီပွားလုပ်တဲ့ဆိုတာစန္ဒယိကထုတ်တဲ့အလုပ်အယောင်းဝယ်လုပ်ဒီလုပ်တွေကိုလုပ်ကြတယ်သူတို့သူတို့ကိုမိခိုပြီးတော့လုပ်တဲ့ကြေးရွာတွေသူတို့ကိုမိခိုပြီးတော့နေတဲ့လူတွေဟာအများကြီးပဲတိတ်ချီထီအောင်ရှိကြတယ်အဲ့ဒါလို့စီပွားရေးနဲ့အတမွေးဝမ်းကြောင်းပြည့်တယ် အနာဘိန်တထေးနဲ့ပတ်သက်ပြီးတော့ယသော်ဗျာဒီဟောတာစီပွားရေးဆိုတော့ရည်ရွယ်ချက်မျိုးမျိုးနဲ့လှုပ်ကြတာယသော်ဗျာကမှန်ကန်နဲ့လမ်းကြောင်းပေါ်တင်ပြီးဟုတ်ပြီစီပွားလှုပ်တာဘာအတွက်လဲရလာတဲ့စီပွားကိုဘယ်လိုသုံးမလဲဘယ်လိုစီပွားလှုပ်မလဲဘယ်လိုသုံးမလဲဆိုတာကို ထိတုတ်တက်မှာလမ်းညွှန်မှုပေးထားတာပဲဒီလမ်းညွှန်မှုကလည်းပဲ တရားမြတ်တဲ့ရှုထောင့်ကနေပြီးတော့ဒီဘဝလဲကောင်းနောက်ဘဝလဲကောင်းအပြစ်ကင်းတဲ့စီးပွားရေးတစ်ခုအနေနဲ့မြတ်စွာဘုရားကလမ်းညွှန်ပေးတာဒီစီးပွားရေးမျိုးလုပ်ပြီးတော့ဒီလိုအသုံးပြုလို့ရှိရင်နဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလဲချီးမွမ်းဘဝဖြစ်တယ်နောက်ဘဝလဲကောင်းရသူအတိရောက်နိုင်တယ်ဟောအဲ့ဒီစီးပွားမျိုးခိုင် ီဘဝတော့ချမ်းသာပါရဲ့နောက်ဘဝမှာအပင်ငယ်ရကြသွားတယ်ဆိုတာမျိုးကြတော့မကောင်းဘူးပေါ့နော်တဘဝပဲကောင်းစားတယ်နောက်ဘဝမကောင်းစားခဏိခဏရှိတာမတိတာတွေကသူစီလုပ်ငန်းနဲ့တက်မွေးတယ်မွေးရေးစေဝါနဲ့လုံမွေးတယ်တက်မွေးတယ်ဒီဘဝတော့ပတ်စံပေါ်ပေါ်သုံးရင်သုံးရမယ်ဒီဘဝတွေပဲဖန်စီခံရတာတို့ချုံနှောင်ခံရတာတို့ဒါမျိုးတွေဖြစ်တာပဲမလို့မကင်းတာတွေလုံးမယ်ဆိုလို့ရှိရင် ဒုစရိုက်နဲ့အသက်မွေးမယ်ဆိုလို့ရှိရင်ဆက်ရှင်းမှုကိုယ်ဆင်းမှုတွေပြဿနာတွေမကြုံမုံကြုံတယ်။သို့တော့ဒုစရိုက်နဲ့လုပ်ငန်းနဲ့လှုပ်ပြီးတော့အကျိုးပေးတဲ့လူတွေရှိဒုစရိုက်နဲ့ချမ်းသာကြွယ်ဝနေတဲ့လူတွေရှိအဲ့ဒါဒုစရိုက်အလုံးကြောင့်ချမ်းသာတာတော့မဟုတ်ဘူး။အဲ့ဒီနေရာမှာမျက်စိလဲသွားရတဲ့လူတွေပါ။ကံကံရဲ့အကျိုးဆိုတာနဲ့ပတ်သက်ပြီးမျက်စိလဲသွားရတဲ့အဲ့ဒါကို ပုရဝဒဝိနည်းတတိထားဖို့လိုတယ်တည်တည်ချာချာဆွဲဆွဲမြင်းမြင်းမှတ်မှာတော့ကောင်းကျိုးချမ်းသာမှန်သမျှကုသိုလ်ရဲ့အကျိုးဆိုးကျိုးဆင်းရဲဒုက္ခမှန်သမျှအကုသိုလ်ရဲ့အကျိုးဒါတော့ပုံသေးကန့်ချက်ဏိယမအနေနဲ့မှတ်ထားဏိယမအနေနဲ့ဒါဖြင့်ဒုစရိုက်လုတဲ့ပုဂ္ဂိုလ်ကြီးချမ်းသာကြွယ်ဝနေတာဘာဖြစ်လို့လဲ ဒီဒုစရိုက်အလုတ်ကြောင့်ရတာလားအပေါ်အားဖြင့်ကြည့်ရင်ဒုစရိုက်အလုတ်ကြောင့်ရတယ်လို့ထင်တာသို့တော့သူစီးပွားဖြစ်ပြီးတော့အဆင်ပြေနေတာဟာကုသိုလ်ရဲ့ပံ့ပိုးမှုလို့သူတို့ဆိုတယ်သူလုံးတဲ့အကုသိုလ်လုံးဒုစရိုက်အလုတ်ကခုမှပဲစိုက်ပျိုးတော့အဆင်ရှိတော့သူကအကျိုးမထုတ်လို့သေးဘူးရှင်ရခင်ကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှု ေကနေပြီးခုချိန်မှာအကျိုးပေးနေတာလို့ဒီလိုယူရမှာဖြစ်တယ်။အကုသိုလ်ကဘယ်တော့မှကောင်းကျိုးမပေးဘူး။အကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကံကဝင်ပြီးတော့အကျိုးပေးနေတာလို့ဒီလိုလက်ရှိတတ်သေးတယ်နော်။လိုလက်ရှိသေးတယ်။အဲ့တော့နိယမရဲ့သဘောကိုသိသိချာချာနားလိုက်ပေါ့။စဉ်းစားကြည့်လေ။အစိတ်ဆိုတာအစိတ်ပဲ။အကုသိုလ်ဆိုတာလည်းအကုသိုလ်ပဲ။ အစိတ်ဟာအစိတ်တင့်သွားရင်ဒုက္ခတော့ရောက်တာပဲ။ညာများတဲ့ရင်အသက်ကြီးအောင်ဆုံးရှုံးနိုင်တယ်ပေါ့။ဒါအစိတ်ရဲ့သဘောပဲ။အကုသိုလ်ကလည်းပဲထုတ်တူပဲ။လူဆူကျူဆူကျူပြီးမှပဲအကုသိုလ်ကကုသိုလ်ကသာ ကောင်းကျိုးပေးတယ်လို့အဲ့ဒီသဘောကို အခိုင်မာခံယူထားပြီးတော့ဒီကောင်းတာကိုလုပ်ဖို့ အမတမရေးချီတာပေါ့နော်ကောင်းတာကိုလှုပ်ဖို့မကောင်းတာလှုပ်ပြီးကြီးပွားတာလေးတွေကိုသွားပြီးတော့အားကျနေတတ်တဲ့တစ်ခါတစ်ခါလူဆိုတာသို့တော့မကောင်းတဲ့အလုပ်တွေကအကျိုးပေးပြီးဆိုတဲ့အခါမှာလက်နေအောင်ခံရတတ်တယ်ပေါ့နော်အဲ့တော့စီးပွားလှုပ်တဲ့ပုံစံကိုမြတ်စွာဘုရားကအနာရဝိန်တထေကြီးကိုဟောတာဒီတုတ်တာ နာရိန်ကအကြောင်းကိုဒီနေ့နှစ်ခေါက်ရောက်တယ်သူရောက်တိုင်းသူရောက်တိုင်းသူရောက်တိုင်းမြတ်စွာဘုရားကတရားတပုတ်တော်ဟောလို့ရှိတယ်လို့ဆိုတယ်အခုဒီနေ့ဒီမှာဟောတဲ့တရားကြတော့ဘာရောဆိုရင်နာရိန်ကိုဟောလိုက်တဲ့တရားကပင်စိမေဂဟပတိဘောဂနာအာရိယသူလည်းစီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်ဥစ္စာစီးပွားရှာပွေနေတဲ့ပုဂ္ဂိုလ်ပေါ့နော် ဘောဂလို့ဆိုရဲစီးပွားဥစ္စာဘာကြောင့်လူတွေဟာရှာကြသလဲမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းတစ်ခုအနေနဲ့အနာရိန်ကိုအကြောင်းပြုပြီးတော့ခေါ်တာအနာရိန်ကမူလကလေးကသူကသူဆက်ကင်းနဲ့စီးပွားရေးနဲ့တပွေးခဲ့တာဖြစ်တယ်သူ့ကိုဟောခြင်းအပြင်သူနဲ့အတူတူကလာတဲ့ပုဂ္ဂိုလ်တွေအခြားပုဂ္ဂိုလ်တွေ ဒီဆုံးမဩဝါဒတရားကိုနိုင်ယူခွင့်ရသွားတဲ့အခါမှာစီးပွားရှာဖို့လမ်းမှားနေတဲ့ပုဂ္ဂိုလ်တွေကိုလမ်းမှန်ပို့ပေးပြီးသားဖြစ်တယ်ပေါ့အဲတော့အနာရိနဲ့ပတ်သက်ပြီးတော့သူစိတ်ဝင်စားတဲ့အချက်မျိုးအနေနဲ့အဆောပြားဟောတာလောကမှာအားတဲ့လူတွေဟာလူဖြစ်လာလို့ရှိရင်စီးပွားဥစ္စာတိုးတက်အောင်အလုပ်တစ်ခုလုပ်ကြတယ် ခဏိခင်မှာဆိုရင်တော့အလုပ်တွေပိုများတယ်ပေါ့နော်လုပ်စရာတွေလည်းပိုများစီးပွားရှာတယ်အကွက်ကလည်းများရှေးခေတ်ကတော့စီးပွားရှာတယ်ဆိုတာသိအများကြီးမဟုတ်ခြုံပြောလိုက်လို့ရှိရင်တော့တူတူတော့ကြမှာပါ စိုက်ပျိုးရေးလှုပ်လှုပ်တယ်မွေးမြူရေးလှုပ်လှုပ်တယ်နောက်မေမှုတန်းနဲ့တက်မွေးကြတာရှိတယ်အမှုတန်းနဲ့တက်မွေးကကတိခေလည်းပဲဒီလိုပါပဲ တမွေးကြတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကစီးပွားဥစ္စာဘာကြောင့်ရှာကြတယ်လဲရှာတဲ့အခါဘယ်လိုရှာရမလဲရှာလို့ရလာတဲ့ပစ္စည်းဟာဘယ်လိုမှန်ကန်စွာ အသုံးပြုရမလဲအဲ့ဒါကိုနာရဝိန်တစ်ထည့်ကြီးကိုဩဝါဒပေးတာပဲစီးပွားလဲရှာရှာတဲ့အခါမှာတရားတရားသဖြင့် တရားမပြည့်စီးပွားရှာရလာတဲ့စီးပွားကိုဘယ်အတွက် သုံးချရမလဲအဲ့ဒါလို့ဆိုရင်အခုဘဝလည်းကောင်းတယ်နောက်ဘဝလည်းကောင်းတယ်ဆိုရည်လောကမှာမိသားစုဘဝနဲ့နေပြီးတော့စီးပွားဥစ္စာလုံနေတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ဒီတရားဟာတကယ်ဘဝအတွက် guideline တစ်ခုပဲလို့ ီတိုင်းသွားလို့ရှိရင်လမ်းဆုံးပန်းတိုင်ဆိုတာအဗဓမ္မကောင်းတဲ့လမ်းဆုံးပန်းတိုင်ကိုရောက်မှာပဲဖြစ်တယ်ပေါ့အဲ့တော့လောကမှာဟုတ်ပြီစီးပွားရှာတယ်ဆိုတာအကြောင်း၅မျိုးနဲ့စီးပွားရှာကြတယ်ရည်ရွယ်ချက်၅မျိုးရှိကြတယ်လို့ရှာတဲ့အခါမှာမြတ်စွာဘုရားထည့်ပြီးတော့စီးပွားရှာရင်ဘယ်လိုရှာရမလဲရှာဖို့ရှာနည်းက စီပွားကိုတရားတဲ့နိလန့်နဲ့ပဲရှာရမယ်ဆိုတဲ့အတိပဲကြိုးစားပြီးတော့စီပွားရှာလုံလဝိရိယစိုက်ထုတ်ပြီးတော့ကိုအားနဲ့ကိုဉဏ်စွာအားကာယစွာ အားနဲ့ပဲစီပွားရှာမယ်အဲ့ဒီမှာဖျားကိုယ်တိုင် သုံးထားတဲ့စကားလုံးလေးတွေကိုပြောရမယ်ဆိုရင်ဥဋ္ဌာဏဝိရိယဓိကတာသူစီပွားရှာတာဟာ တက်တက်ကြွကြွလုံးလဝီရိယနဲ့ကြိုးစားပြီးတော့စီးပွားရှာတယ်။ဘာဟာဗလပရိစိတာလဲ။လက်ယုံအားကိုအသုံးချပြီးတော့စီးပွားရှာတယ်ဆို။အဲ့တော့ဒီဆိုလိုတာကကိုလုံးလနဲ့ကိုယ့်ရဲ့လုံးလဝီရိယနဲ့ရှာတယ်။ကိုယ့်လက်ယုံကိုအားကိုပြီးရှာတယ်ဆို။သူများစီကမတရားလုပ်တာမဟုတ်ဘူးပေါ့နော်။ ကိုကိုကြိုးစားအထုတ်ပြီးတော့စီးပွားရအောင်လုပ်တယ်လို့သူတို့ဆွတ်လို့တယ်ပေါ့နောက်တစ်ခုကသေတာဝက်ခိတ်တိသေတာဝက်ခိတ်တာဆိုတာပမာလီပြောလို့ရှိတယ်အလုံးလို့ရတာနှစ်ဖူးကခြွေချီမကြအောင်ဆိုတာရှိတယ်ဒါဆိုဗျာလည်းဒီသေတာဝက်ခိတ်တာဆိုတာခြွေတီတီထွက်အောင်အလုံးလို့ရတယ်ဒါကြိုးစားရဲဆိုတဲ့အိပဲ